ေတနာမေတ္တာနဲ့အကြံပေးချက်တွေကိုအန်ကန်နဲ့အတူနားဆင်ရမှာပါကျွန်တော်လေတူ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 ပဲဝင်ပြောခြင်းနဲ့ဟိုဘလို့ပြောမလဲဆိုတော့ညီပေါ်စောက်ပိန်းတကောင်လာပြောနေတယ်ကျွန်တော်ကဟိုဘာညာပေါ့ဗျာဟိုကြန့်ခိုင်ရင်းနဲ့ပတ်သက်နေတယ်လို့အဲငွေတွေယူထားတယ်ပေါ့လေကျွန်တော်နဲ့ဘာမှလည်းမရှိဘူးဗျာအဲကျွန်တော်တခုပဲပြောခြင်းနဲ့ကျွန်တော်တို့88မှာ ကျွန်တော်မှတ်တမ်းတင်ထားတာကရဲဘော်ရွှေတီအော်946ကြိမ်ဗျာဒီအာဒေါအောင်ဆန်းစုကြည်ရဲ့လွတ်မြောက်ရေးတို့မြမနိုင်ငံပူပေါင်းပြီးတော့ဆောင်ရွက်ရေးတို့စစ်အာဏာရှင်ကြဆုံးရေးတို့အဲအဲ့ဒီရဲဘော်ရွှေတီကိုတော့ကျွန်တော်မှတ်တမ်းတင်ထားတယ်အာကျွန်တော်ပုံပွင့်လင်းပဲပြောပြရအောင်နော် ခင်ဗျားတို့လာဆဲမနေနဲ့ကျွန်တော်မြန်မာနိုင်ငံသားလည်းမဟုတ်ခင်ဗျားတို့အာနာလည်းလာယူမှာမဟုတ်ဘူးဟိုကျွန်တော်ပြောနေတာကလေရိုးရိုးရှင်းရှင်းလေးပါခင်ဗျာဘလောက်တောင်ရိုးရှင်းလဲဆိုရင်လေမြန်မာနိုင်ငံကြီးအခုလုံးနေတဲ့ကောင်းနေလေခင်ဗျာထောင်းပြန်တောပြန် တောင်းပြန်ဆိုတော့ကျွန်တော်တို့တတ်မှတ်ထားတဲ့အချက်၃ချက်ရှိတယ်။ထောင်းပြန်လားတောပြန်လားတောင်းပြန်လား။အခုကကျွန်တော်ထောင်းပြန်တောပြန်လည်းရှိတယ်။မြမာပြည်ထဲမှာဆက်တိုက်နေတာတောပြန်နေလည်းအများကြီးရှိတယ်နော်။ခင်ဗျားတို့ကယုံတောင်းပြန်ငါဒါလုံမယ်။လုံလို့မရရင်လည်းငါ့ဘာသာငါဆက်လုံမယ်။ တောင်းတထောင်ချင်းတက်ပြီးတော့မှဝိတ်လည်းမရှိဘူးဗျာမိတ်ဆွေလည်းမရှိဘူးဗျာမြမပြူပြန်သွားတဲ့တောင်းပြန်နေလေအလုံးလုံးနေကြတယ်ဗျာဆိုတော့ခင်ဗျားတို့အရန်မပြောနဲ့အခုကဘာပြောလဲဆိုတော့ကျွန်တော်ဘန်ကောက် University မှာကျွန်တော်စာသွားပြခဲ့ဘူးတယ်ဗျာဘန်ကောက် University ပတ်မုခကလည်းမသေးသေးဘူးဗျာပထမ တမရာကြီးဒွန်နဲ့လက်ဒွန်နဲ့ထရန့်လက်ထက်မှာကျွန်တော်ရတဲ့ project နဲ့အာရှ၁၂နိုင်ငံကိုကျွန်တော်စာပြခဲ့တာဗျာကျွန်တော်ပြတာသတင်းမီဒီယာပါဗျာဒါပါပဲဟိုစောက်ရမ်းတော့မပြောနဲ့တိုင်းပြည်ကအရန်ဆင်းရဲနေပြီလူတွေအရန်ဒုက္ခရောက်နေပြီထုတ်ကုန်လဲဘာမှမရှိတော့ဘူးခင်များတို့ အခုကျွန်တော်ကို NUG မထောက်ခံရလို့ခေါင်းလာစစ်တပ်ကို မထောက်ခံရခေါင်းလာဆိုတဲ့ပြောနေတဲ့လူကိုကျွန်တော်တခုပဲကျွန်တော်ပြောခြင်း ਨੇ ခမားတို့ကဘယ်ကိုထောက်ခံပြီးတော့နေ့တိုင်းထမင်းစားနေတာလဲလို့ကျွန်တော်ကဘယ်ဘက်ကိုမှမထောက်ခံပဲထမင်းစားနေပါတယ်လို့အဲ့ဒါကိုပြောခြင်း ਨੇ ဗျာ ဟုတ်ပြီနော်စစ်တပ်ကိုထောက်ခံတဲ့လူကိုလည်းကျင့်တော့ဘာမှပြောဘူးနော်အန်ယူဂျီကိုထောက်ခံတဲ့လူလည်းကျင့်တော့မပြောဘူးနော်အဲ့ဒီကျွန်တော်ပြောနေတဲ့လူတွေဘယ်ဘက်ကိုထောက်ခံပြီးဘယ်လိုထမင်းစားနေတာလဲဟုတ်ပြီအဲ့ဒါဆိုရင်မြန်မာနိုင်ငံကြီးထဲမှာ 80ရာခိုင်နှုန်းခင်ဗျားတို့တော်လှန်ရေးအဖွဲ့တွေထိမ့်သိမ်းထားပြီလို့ပထမဆုံးပြောခဲ့တာကျွန်တော်ပဲလေဒါပေမဲ့လူမိုက်ဆန်ဆန်ထိမ့်သိမ်းထားတာလေဥပဒေနဲ့ထိမ့်သိမ်းထားတာမဟုတ်ဘူးလေစောက်ရှက်မရှိဘူးလားကွယ်အရှက်လေးပါလေထားကွယ်ဟုတ်ပြီလား တိုက်လို့ရတယ်လေယူလို့ရတယ်လေဒါပေမဲ့အဲ့ဒီဒေတာကန်တွေကိုထိမ့်သိမ့်ဖို့အတွက်အန်ယူဂျီရဲ့စောက်ဥပဒေတစ်ခုလောက်ဇင်မာအောင်ရဲ့စောက်မွေးလေးနဲ့တလောင်ထဲမှာထည့်ရေးထားတဲ့ဥပဒေလေးတစ်ခုပြကွာဟုတ်ပြီလားအမေရိကန်တမ္မလာကြီးဒေါ်နယ်ထရန့်က ဘိုက်ဒန်အစိုးရကလက်ခံထားတဲ့မြန်မာနိုင်ငံကိုအကြမ်းဖက်မဲ့သူတွေကို မစီစစ်သေးနိုင်ဘူးလို့ကျွန်တော်ပြောတာကျွန်တော်မှားသလားမြန်မာနိုင်ငံမှာအကြမ်းဖက်နေတဲ့စစ်အစိုးရကို အမေရိကန်ကအရေးမယူနိုင်သေးပါဘူးလို့ပြောတာကျွန်တော်ပြည်သူအတွက်ပြောတာလေ ရွရွရှင်းရှင်းလေးပါပဲခင်ဗျာကျေးဇူးတင်ပါတယ်ဗမာနိုင်ငံအကြည့်ဘေးကုံလို့ကျွန်တော်လောက်ပဲရပ်ပါမယ်အားလုံးကျေးဇူးတင်တယ်ညီကုံမောင်နှမတွေကိုချစ်တယ်ကျွန်တော်ရဲ့ချစ်သူကျွန်တော်ရေးနေတဲ့ချစ်သူချစ်သူဆိုတာမြန်မာနိုင်ငံကိုကျွန်တော်ချစ်ရတဲ့အတွက်ချစ်သူအဖြစ်သတ်မှတ်ပြီးရေးပါတယ်ခင်ဗျာကိုရှယ်လေးပါအားလုံးကျေးဇူးတင်ပါတယ်